ระเบิดลงตรงนี้ครับตอนนี้เราห่วงบ้านกระตุกเดี๋ยวบ้านမြန်မာနိုင်ငံဘက်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးထိုင်းနိုင်ငံထဲကြားရောက်ပောက်ကွဲခဲ့ပြီးထိုင်းနိုင်ငံသားအုပ်ထိခိုက်တံရရသွားတယ်လို့နေဆက်တည်င်းရင်းမြစ်တွေကအေယာဝတီကိုပြောပါတယ်။ထိုင်းနိုင်ငံတက်ခရံအတွင်းကမိကုကင်းကျေးရွာမှာရှိတဲ့ရက်ွက်ကိုထဲကိုနိုဝင်ဘာလ9ရက်နေ့မွန်းလွဲပိုင်းကကြားရောက်ပောက်ကွဲခဲ့တာဖြစ်ပြီးဒေသခံထိုင်းနိုင်ငံသားအုပ်ထိခိုက်ခဲ့တာဖြစ်ပါတယ်။ တူကတော့တန်ရာပြင်းထန်တယ်လို့သိရပါဗျ။လက်နဲ့ကြီးကြီးကြကွဲခဲ့တဲ့မိတ်ကိုကင်းကျေးရွာဟာမြန်မာနိုင်ငံမြဝတီမြို့နယ်မင်းလက်ပံကျေးရွာနဲ့တောင်ရင်မြစ်သာချတဲ့နယ်စပ်မြင်းပေါ်ကကျေးရွာဖြစ်ပါတယ်။ကြားတယ်ဒီနေ့ဥမာထိခေါ်တာပေါ့ထိုင်းယူသားလေးကဟုတ်တယ်သူအိမ်မှနေတာအောက်ထပ်မှနေတဲ့ရှင်ပါဗောနော်ကြားလားအရေးပေါ်ကားတဲ့သူဆေးုံမဆောက်ဆေးုံကြီးပဲတယ်ဝါအဲ့လက်နဲ့ကြီးကြတော့ချက်ချင်းသူအဲ့ကနတကြောဟာရေအကုန်လုံးချောင်းခိုင်းတယ် စစ်တူထိုင်းလူကြောင့်မပေးမနေတော့ဘူးခဏရှောင်ခိုင်းတာပေါ့နော်ရှောင်ခိုင်းတာဆိုကျွန်တော်ဒီအထဲထဲဝင်ခိုင်းတာပေါ့နော်တချို့ကမဲဆောက်သွားသူ့မျိုးရည်ရှိတယ်သူကကျွန်တော်ရဲ့အကွက်ကိုပြောင်းလာပြည့်နေဖြစ်နေပြီလက်နဲ့ကြီးကြီးကြကွဲခဲတဲ့မဲကိုကင်းကြီးရွာရဲ့တဖက်ကမ်းမှာရှိတဲ့မင်းလက်ပံကြီးရွာဘက်မှာတော့အာနာသိန်းစစ်တပ်နဲ့ကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNN ဦးဆောင်တဲ့တော်လိုင်းရေးတပ်ဖွဲ့တွေအကြမ်းမှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေရဖြစ်ပါတယ်။ မြန်မာဘက်ချမ်းမာတိုက်ပွဲတွေပြင်းထန်နေရကြောင်းနေဆက်မာနေထိုင်တဲ့ထိုင်းနိုင်ငံသားတွေကို လုံခြုံရေးတတိပေးထားသလိုအခုအချိန်မှာတော့ထိုင်းနိုင်ငံသားတွေပါစစ်ပေးသိမ်းရှောင်နေကြရတာဖြစ်ပါတယ်။မြန်မာဘက်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးတွေဟာထိုင်းနိုင်ငံကိုကြားရပောက်ကွဲယုံတာမကပဲတောင်ရင်မြစ်နယ်ပေးမှာတိုက်ပွဲသိမ်းရှောင်နေတဲ့မင်းလက်ပံကျေးရွာဒေသခံတွေစီလည်းကြားရောက်ခဲ့ပါတယ်။လက်နက်ကြီးလက်လက်ကြားတာဒီမှာဟိုဘက်ကလည်းဘေးမကူဟာဒီနေ့ဒီနေ့ကြားတဲ့တလုံး အနီတို့နဲ့တိတ်မဝေဘူးဒါမှမရှင်ဘူးပေါ့နော်ကျုပ်တို့တဲလို့တဲ့နေရာလောက်မှကြာတော့ပေါ့အဲ့လိုမျိုးအဲအဲ့ဒါကြတော့သူ့ဝါလို့စီဘလို့လောက်ရမလဲပဲစီရုပ်သွားကြမလဲလမ်းနေပိတ်တာလားเออบลูบลูดาดิรูปวาลีบลูบลูบาระโอเปซาแลนูมิซิเปซาแลนูมิซิบัวกุဖြစ်နေရာโอเบကမ္ဘာဒဆာစစ်တိုင်းတော့အများကြီးပဲလေသူတို့တော့တော့ဆောက်တော့ဆောက်လုံးပဲနေကြတာအများကြီးပဲသူတို့ထွက်လာကြတဲ့ဝေဂျုံအောက်ကနေလေကိုလည်းမကူရဲဘူးလေ ထိုင်းအာဏာပိုင်တွင်နဲ့စစ်တပ်ဟာတပ်ခရိုင်အထဲမှာရှိတဲ့မြို့နယ်၅ခုဖြစ်တဲ့မဲဆောက်မဲလမတ်ထဆောင်ရံဖိုဖရာနဲ့အုံဖန်တွေမှာရှိတဲ့နေဆက်ဂိတ်တွေအားလုံးကိုနိုဝင်ဘာလ30ရက်နေ့ကနေဒီဇင်ဘာလ6ရက်နေ့အထိယာယီပိတ်တယ်လို့အရေးပေါ်ထုတ်ပြန်ထားပါတယ်။မြန်မာဘက်ချမ်းမာတော့ကရင်ပြည်နယ်မြဝတီမြို့နယ်မင်းလက်ပံကြီးရွာရဲ့ဖျားကုန်းနဲ့ဖလူကြီးရွာအနီးမှာနေစဉ်တိုက်ပွဲတွေပြင်းထန်နေရဖြစ်ပါတယ်။မြန်မာနိုင်ငံနဲ့တောင်ရင်မြစ်တာခြားတဲ့ ထိုင်းနိုင်ငံမေကိုကင်ကြီးရွာမှာတော့နိုဝင်ဘာလ30ရက်နေ့ကလည်းမြန်မာဘက်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြားရောက်ခဲ့တာကြောင့်မြန်မာရွှေ့ပြောင်းအလုပ်သမား၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်တွေလည်းပျက်စီးခဲ့ပါသေးတယ်။